လာမယ့်မလေးရှားစီးကိန်းမှာအောင်မြင်မှုတွေရရှိဖို့ကုန်ကျစရိတ်ကြီးတဲ့နာမည်ကြီးနှီးပြဆရာကိုခေါ်ယူလေ့ကျင့်သွားမှာဖြစ်တယ်လို့ဂျပန်ခရာတေတို့ကစားသမားတွေနဲ့ပေါင်းကူးလေ့ကျင့်သွားဖို့ပြင်ဆင်နေပါတယ်ထက်လူသတင်းပေးပို့ထားပါတယ်ခင်ဗျာကရဒီတို့အကစားအဖွဲ့အနေနဲ့လာမယ့်စီးကိန်းမှာအောင်မြင်မှုတွေစုကူးနိုင်ဖို့အတွက်တစ်လကိုအနည်းဆုံးဒေါ်လာ6000ကျော်ကုန်ကျခံပြီးဂျပန်နီးပါးဆရာငားရမ်းသွားမှာဖြစ်တယ်လို့ဂျပန်နိုင်ငံကကရဒီတို့ကစားသမားတွေနဲ့လည်းပေါင်းကူးလေ့ကျင့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ် နိုဝင်ဘာကနေကျွန်တော်တို့ကအာဂျွန်လအထိ နောက်နှစ်ဂျွန်လအထိတလကိုတပတ်တပတ်တပတ်ဒီဆရာကိုကျွန်တော်ခေါ်သွားမယ်ဆရာလာစင်မှာတပတ်တပတ်လာပြီးသူက training လာလုပ်မယ်ပြီးရင်ဆရာပြန်သွားတဲ့အချိန်မှာကျွန်တော်က training တမှာကျွန်တော်ကပြည်တွင်းဆရာနဲ့ဆက်လုပ်မယ်ပြီးရင်ဂျွန်လကနေပုံမှာ August စီကိန်းအထိကိုဆရာလာအပြည့်သူနှစ်လအနည်းဆုံးလာနေပြီးမယ်သူအနည်းက training ထပ်လုပ်မယ်ဆိုတော့သူ့ရဲ့ကွန်ရက်စိတ်ကတော့သူလာစင်မှာတလကိုတစ်ချိန်တပတ် ကာလမှာကျွန်တော်တို့ရဲ့ကုန်ကျစရိတ်ကဒေါ်လာ6000အထက်မှာရှိတယ်။အဲ6000အထက်မှာရှိတယ်။အဲ့တော့နိုင်ငံတော်အနေနဲ့ဒီကုန်ကျစရိတ်ကိုဘယ်လောက်ပတ်မပေးမယ်ဆိုတော့ကျွန်တော်မသိသေးဘူး။ဒါမဲ့မလေးရှားစီးကိန်းမှာအင်ရှင်ဖြစ်တဲ့မလေးရှားနိုင်ငံဟာကာရာတီတိုအာကစားနီမှာအောင်မြင်တဲ့နိုင်ငံဖြစ်တာကြောင့်မြန်မာကာရာတီတိုအာကစားဖွဲ့အနေနဲ့ခက်ခက်ခဲခဲရှင်ပြန်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကူမီတဲ့ကစားနီကနေအနည်းဆုံးရွှေတစ်သိန်းနှစ်ဆုစုကူးနိုင်ဖို့အတွက်မျှော်လင့်နေပါတယ်။မလေးရှားကာရာတီမှာအင်တာမတ်စထရောင်းဖြစ်တယ်။ လေးရှားမှာခက်ခက်ခဲခဲကျွန်တော်တို့ရွှေစည်းသူရအောင်ယူပါလိမ့်မယ်ခတ်တက်မှာတရုတ်ပြမှာကျွန်တော်တို့ရွှေရောက်ဖို့တော်တော်လေးခက်တယ်ကော်မတီနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမင်းကလေးက6တန်းရှိတယ်ယောက်ျားလေးက6တန်းရှိတယ်အားလုံး12တန်းရှိတယ်ရွှေ12ခုပေးတယ်အဲ့မှာယောက်ျားလေးဘက်ကရွှေတစ်ခုမင်းကလေးဘက်ကရွှေတစ်ခုအနည်းဆုံးရွှေတစ်ခုရနိုင်မယ်လို့ကျွန်တော်တို့ကမျှော်လင့်ထားတယ် ရနိုင်အောင်လည်းကြိုးစားဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်မလေးရှားဗီယက်နမ်တိုင်းအစရှိတဲ့နိုင်ငံတွေကိုအဓိကထားရှင်းပြန်ရမှာဖြစ်တယ်လို့ရွှေစိတ်စုမရနိုင်ရင်တော့ကြံစုစိတ်တွေရရှိဖို့ကြိုးစားသွားမယ်လို့ကာရာတေတို့လက်ရွေးစင်တို့ကပြောပါတယ်အဓိကပြန်ရမှာ MOF ဗီယက်နမ်နဲ့ထိုင်းတို့အော်ဗီယက်နမ်နဲ့မလေးရှားဟုတ်ဒါပေမဲ့အခုထိုင်းလည်းတော်တော်ကောင်းလာတယ်ကြည့်ရလေတော်တော်လေးတက်လာတယ်အကုန်လုံးကိုသူတို့အော်ကျွန်တော်တို့ကြော်ပြတ်နေတယ်ဒီအနေဆုံးရွှေမရနိုင်တော့မှကာလာလေးတွေဝင်အောင်ဒါပေမဲ့ အများဆုံးရနိုင်ရင်ဒီရွှေတစိပ်အအများဆုံးရနိုင်ဖို့เนาะဒီရွှေတစိပ်ကိုတော့တမီးတို့အကောင်ဆုံးစူးစမ်းသွားမှာပါလို့မြန်မာကာရာတေတို့အားကစားအဖွဲ့ချုပ်အနေနဲ့မလေးရှားစီကိန်းကိုတွားရောက်ရှင်ပြိုင်ဖို့ကစားသမားအင်အားအယောက်20ကနေ25ရောက်ထိထားပြီးလစ်ကျင့်သွားမှာဖြစ်ပါတယ်ကာရာတေတို့အားကစားနေ့ကိုပြီးခဲ့တဲ့စင်ဘူးစီကိန်းမှာထည့်သွင်းကျင်းပခဲ့ခြင်းမရှိပါဘူး2015ခုနှစ်မြန်မာနိုင်ငံမှာပြုလုပ်တဲ့စီးကိန်းမှာတော့ရွှေစိတ်နှစ်စုငွေစိတ်နှစ်စုနဲ့ကျေးစိတ်၆စုအထိစုကူထားနိုင်ခဲ့ပါတယ်ကျွန်တော်ထလူပါ